para တောင်သာမှာတရုတ်တန်းငွေပိုက်လိုင်းပျက်စီးပေါက်ပြဲကရိုးစိတ်နေပြုပြင်သူမရှိသေးမန္တလေးတိုင်းမြင်းချံခရိုင်တောင်သာမြို့နယ်မြင်းချံပကံကားလန်းဘေးမှာတရုတ်ပိုင်တန်းငွေပိုက်လိုင်းပျက်စီးပေါက်ပြဲကတန်းငွေရိုးစိတ်နေတယ်လို့ဒေသခံတွေကပြောပါတယ် တောင်သာမြို့နယ်နတ်ဆောင်ကျေးရွာစင်တဲဝချောင်းတရာအနီးမှာတရုတ်တန်းငွေပိုက်လိုင်းပေါက်ပြဲပြီးရေစုထွက်နေတာကိုယမန်နေ့အောက်တိုဘာ၁ရက်မှာမြင်တွေ့ရပြီးဘယ်ချိန်ကလေးကပေါက်ပြဲနေတယ်ဆိုတာမသိရပဲမိုးရွာရေကြီးလို့ရေမြုပ်ချိန်မှသာရေစုထွက်နေတာကိုတွေ့ရတာလို့ဆိုပါတယ်မကြသေးခင်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ပိုင်လိုင်းအတွင်းပိုင်းအကွဲခဲ့က အခုရက်ပိုင်းမိုးများပြီးရေမြုပ်တာကြောင့်ရေစုထွက်လာတာဖြစ်မယ်လို့ဒေသခံတွေကဆိုပါတယ်။တရုတ်ပိုင်တန်ငွေပိုက်လိုင်းပေါက်ကွဲကရေစုထွက်နေပေမဲ့အောက်တိုဘာ၂ရက်ညပိုင်းအထိလာရောက်ပြင်းစင်တာမရှိသေးဘူးလို့လည်းဆိုပါတယ်။ အဲ့ဒီပိုင်လိုင်းဟာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိမဒေးကျွန်းရေနံနဲ့တဘာဝတန်းငွေစီမံကိန်းကနေတူးဖော်ထွက်ရှိတဲ့ရေနံနဲ့တဘာဝတန်းငွေတွေကိုတရုတ်ကိုတည်ယူဖို့တွယ်တန်းထားတဲ့ပိုင်လိုင်းဖြစ်ပြီးရခိုင်ပြည်ကတဆင့်မကွေးတိုင်းရေနံချောင်းမန္တလေးတိုင်းတောင်သာမန္တလေးမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကိုဖြတ်ကာမူဆယ်ကနေတရုတ်ပြည်နယ်ယူနန်ပြည်နယ်တဲ့အထိတွယ်တန်းထားတာဖြစ်ပါတယ်